ရွှေဘရောက်၅ဆေးကိုတခါမှမရောက်ဘူးအခုတော့ပြည်ကြီး၅ဥဆိုင်နဲ့ရွှေဘရောက်၅ဆေးကိုရောက်ခဲ့ပါတယ်ရွှေဘရောက်၅ဆေးတဲ့ဝင်သွားရင်စောင်းအောင်သာဝင်သွားအဲ့ဒါဆိုကားပန်ကင်တွေ့လိမ့်မယ်နော်ကားပန်ကင်ကျဲရှိပါတယ်အမရက်တယ်ရဲပြီးတော့ဆင်းလာလိုက်လို့ရှိရင်တော့ယုံကြီးတွေကတော့အကြီးကြီးတွေမှာယုံတွေလည်းအများကြီးဆိုတော့အနေနဲ့တော့အဲကိုလိုဂျင်နာကပြည်ကြီး၅ဥဖြစ်တဲ့ကြောင့်မို့ပြည်ကြီး၅ဥရှိတဲ့ယုံပဲမေးဆိုင်ပြီးတော့ဝင်သွားလိုက်တယ်အဲသွားတဲ့လမ်းမှာတော့အခုမြင်တွေ့ရတဲ့ငါးတွေပစုံတွေအစုံရှိတာပေါ့လေနော်အဲ့တော့ ပြည်ကြီး၅ဦးဟာဦးနိုင်ကအကြီးကြီးလိုချင်တာဒါပေမဲ့အကြီးကြီးကကုန်နေတယ်တဲ့တော့အသေးလေးတွေရခဲ့လိုက်တယ်အလေးအသေးလေးကတော့သူကတပိတ်တာကို1500နောက်ကရေဘွေးကကျတော့တပိတ်တာကို9000ပန်းခရီးကကျတော့တပိတ်တာကို9000เนาะအဲရခဲ့လိုက်တယ်အဲ့တော့ပြည်ကြီး၅ဦးတွေကအဓိကသူတို့ကအော်စားလာတဲ့ခါမှာပျော့စီစီဖြစ်နေတော့တို့ကစားစားနေနေထားတင်းနေအောင်ပေါ့နော်အဲ့တော့အိမ်ရောက်ရင်တော့၄၅တက်ဆေးပြီးတော့ရေနွေးကြွကြွစုထဲမှာသူ့ကိုပြုတ်ဖို့လိုတယ်

ပြီးတော့ရေပွဲကသူက9000စေတပိတ်တောင်9000အဲ့ဒါသူ့ကို3000ဘောပဲခဲ့လိုက်တယ်เนาะအဲ့ဒါလေးကိုပထမဆုံးရေစင်အောင်စေးမယ်ရေ3လစ်တက်လောက်စေးမယ်စေးပြီးတော့ရင်နွေးကြွကြွဆူထဲမှာထည့်လိုက်မယ်သူတို့တွေကပြည်ကြီးငါးဥတွေကကြတော့စားနဲ့သူတို့ကဒီသေးချာနယ်ပြီးတော့ထားရတာမဟုတ်ရင်အဲ့ပြည်ကြီးငါးဥတွေကပြုတ်ပြဲနေတဲ့အတွက်ကြောင့်မို့เนาะအဲ့တော့စားကငန်နေတယ်ရင်နွေးထဲမှာထည့်ပြုတ်လိုက်ရင်အငန်တက်ပြောက်သွားမှာဖြစ်ပါတယ် ဥနိုင်ရဲ့ဒီဥနိုင်အစားလိုင်း page ကိုစပြီးတော့တီထောင်နေရပေါ့အခုအချိန်စီဆိုလို့ရှိရင်6နှစ်လောက်ရှိပြီပေါ့နော်ဒါပေမဲ့တခါမှဥနိုင်ကဒီကိုကိုလက်နဲ့ကိုဟင်းချက်ပြီးရောင်းငယ်ခြင်းဘာမှမရှိပါဘူးပေါ့နော်ဥနိုင်ကဟင်းချက်ပြတယ်ဆိုတော့ကို့ဝါသနာရကိုတက်တလောက်မှတ်တလောက်လို့ပြန်ပြီးတော့မျှဝေခြင်းပဲဖြစ်ပါတယ်အဲ့တော့မျှဝေမျှဝေနေတော့ဒီ6နှစ်တာကာလမှာဟင်းပွဲပေါင်းတော့တထောင်ကျော်သွားပြီပေါ့လေနော်အဲ့တော့အဲအားပေးကြတဲ့လူတွေကျေးဇူးတင်တယ်အဓိကပြောချင်တာဥနိုင်ဟင်းလလဝယ်ကြလို့ဥနိုင်ဟင်းလုံးဝမရောက်မှုပါဘူးနော်ဥနိုင်တို့ page မှာက ဂျပန်ပစ္စည်းနဲ့ထိုင်းပစ္စည်းเนาะအဲဟင်းချက်စရာတို့စားစရာတောက်စရာလေးဒါလေးတွေပဲเนาะအပျော်သဘောလေးနဲ့ရောင်းတာပဲရှိပါတယ်။နောက်စီးပွားရေးဆန်ဆန်ကြီးလည်းမဟုတ်ပါဘူးပေါ့เนาะအဲ့တော့အဓိကသိစေချင်တာကဥနိုင်တစ်ခါမှကိုရိုင်းဟင်းချက်ပြီးရောင်းတာမရှိပါဘူးလို့ဥနိုင် page မှာเนาะ number 2 page ရာရောင်းနေခြင်းဖြစ်ပါတယ်เนาะတတိချာလေးပြုတ်ပြီးသွားရင်တော့ဆယ်မယ်ရေစစ်မယ်ပြီးရင်အရသာအတွက်ကိုတော့ဟင်းချုံမှုတ်ရယ် ကြက်သားမုတ်ရဲထဲမှာဖြစ်ပါတယ်အခုလောလောဆယ် online page မှာဂျပန်ပြည်ရင်းသောဟင်းချုံမုတ်ရဲဂျပန်ပြည်ရင်းသောငါးမုတ်ရဲထိုင်းပြည်ရင်းသောကြက်သားမုတ်ဝက်သားမုတ်ရနေပါသေးတယ်เนาะအရသာလေးသေးချဝင်အောင်နှက်ထားလိုက်မယ်ပြည်ကြီးငါးဦးကျော်ဖို့အတွက်ကိုတော့ရွှေအုံမြေပဲစီတန်လေးကိုအသုံးပြုမှာဖြစ်ပါတယ်။စီချက်ပြီဆိုလို့ရှိရင်တော့စွန်းမုတ်ထည့်မယ်၊စွန်းမုတ်လေးပို့ထည့်မယ်၊ဝါဝါလေးဖြစ်အောင်။ပြီးရင်ပြင်းတော့သိမ်းရွက်ထည့်မယ်၊ကျွတ်လောင်၊မှုေလောင်ကိုကြောမယ်။ ပြီးတော့ဆယ်ထားပြီးတဲ့အခါမှာတော့ဂျင်းနဲ့ကြက်သွင်ပြီးတပြားရိုက်ထားတာထည့်ပါမယ်။တော့ဂျင်းနဲ့ကြက်သွင်ကိုမွှေးလာပြီဆိုလို့ရှိရင်တော့စောစောကဖြည်းကြီးငါးနဲ့ရေပွဲလေးထည့်လိုက်ပါမယ်။ကြော်တဲ့အခါမှာဦးနေတော့ကဒါမီးပုံမှန်လေးနဲ့စိတ်ရှိလက်ရှိကြော်ပွေးပြီးတော့လိုတယ်ဖြည်းကြီးငါးကိုပျော့စီနေတာဦးနေတော့ကြုံအောင်ကြော်တာ哦နော်။တကယ်လို့ကွာအာခီးဝေးပေါ့နော်အချိန်၄၅ရက်ယူပြီးတော့ပို့ကျင်တယ်ဆိုလို့ရှိရင်တော့ကျွတ်နေအောင်ကြော်မှာဟိုဘက်ကိုခံတယ်ပေါ့နော်ကြာရှည်တကယ်လို့မဟုတ်ဘူးအိမ်မှာပဲစားမယ်ဆိုရင်တော့ပျော့ပျော့ကျွတ်ကျွတ်ပေါ့နော်မိမိစိတ်ထဲညာကြော်နိုင်ပါတယ်။ ဥနိုင်ငံတော်အခုလိုကြော်ထားပြီဆိုလို့ရှိရင်ရေခဲတက်တာခဲတဲ့ခန်းထဲမှာထားပြီးတော့မှသူ့ဘူးလေးနဲ့ဘူးလေးနဲ့ထည့်လိုက်တာပေါ့လေထည့်ပြီးတော့မှောင်းနေထားတယ်ကိုစားခြင်းနဲ့ချင်းချင်းမှထုတ်ပြီးတော့စားတာဖြစ်ပါတယ်ခင်ဗျာပြည်ကြီးငါးဦးလေးတွေကိုကြော်ရင်းနဲ့မြေးကြည့်လိုက်မယ်အရာသားတွေလည်းမိမိစိတ်ကြက်ဖြစ်ပြီးအသားလေးလည်းတင်းပြီဆိုလို့ရှိရင်တော့ဆိုတာကြော်ထားတဲ့ပြင်းတော်သိန်းရွက်လေးထည့်ပြီးရောလိုက်ပါမယ် တင်ချာလေးပြန်မှွေမယ်ပြီးရင်တော့စီဆက်ထားမယ်နော်စီဆက်ထားပြီးရင်တော့ဦးနှံတို့အရန်ကိုအရသာရှိပြီးစားလို့ကောင်းတယ်ပြည်ကြီးငါးဦးကြော်လေးပြီးတော့ပါပြီခင်ဗျာ